ပုံမှန်မိတ်ကပ်ကိုဒီတိုင်းမိတ်ကပ် remover နဲ့ဖြတ်မဲ့အစားဖီလိုစတင်မာလေးကိုသုံးပြီးတော့ဖြတ်တဲ့အခါမှာဒါလေးကချွေးပေါက်တွေကိုပွင့်အောင်လုပ်ပေးတယ်။အဲ့ချိန်မှာကိုကအညစ်ကြေးတွေဖယ်လိုက်လို့ရှိရင်ပုံမှန်ထပ်ပူပြီးတော့ပြောင်းသွားစေပါတယ်။အတွင်းမိုင်းထိစောင့်ဝတ်ချက်တွေရောအကုန်လုံးနှစ်ထုံလို့ရတဲ့ဟာလေးဖြစ်ပါတယ်။ cleaning ဆိုရင်တော့ခေါင်းလေးကို outside ပြီးတော့သုံးပြီးရပါတော့။ဒီမှာဆိုရင်ပူပူလေးဖြစ်တော့ခံစားရတယ်။စောင့်ဝတ်ချက်တွေ ထွက်တာကိုခံစားပါလိမ့်မယ်အပေါ်လေးကိုတုံးပြီးတော့လုံးကြည့်ပေးရမှာဖြစ်ပါတယ်ပါကတော့ဘယ်လိုလဲ။ထိုးသဖြင့်တော့ဝက်ချန်ရှိရတဲ့သူတွေပေါ့နော်။ဝက်ချန်ရှိရတဲ့သူတွေ၊စားဝက်ချန်ရှိရတဲ့သူတွေအမေကတော်တော်လေးကို DRMB လေးကို recommend လုပ်တယ်။ဘာဖြစ်လို့လဲဆိုတော့ဂျီးလို့တကယ်ချွတ်ပေးနိုင်တာ၊ဖယ်ပေးနိုင်တာ။ပြီးမျက်နှာကို massage လုပ်ပေးသလိုပုံစံလေးဒီအမွှေးလေးဆိုတာလေလေအရန်နုညံ့တယ်ဒီလား။ပြီးရင်ဒီဒီကောင်အုံးမင်းလေးကျမအပူမပြော။ကိုမျက်နှာကိုကင်ကြည့်လိုက်။ ကန်ချိလိုက်လို့လေ smooth ဖြစ်သွားတဲ့ခံစားချက်က အရန်မိုက်တယ်ကွာညလုံး high food လုပ်တယ်ဆိုရင်နောင်နေပနတ်ဆိုလို့ရှိရင်နည်းနည်းချက်ချက်ရဲရဲလေးကွာတိတာတယ် RF တို့ဘာလို့လုပ်ပြွားလို့ရှိရင်လေတားကလေအဲ့လိုတင်းတင်းရင်းရင်းလေးချက်ချင်းလေးတဝက်လောက်ကအဲ့လိုကတ်သွားသလိုပဲတိလားဘာမှပူတိတာလဲဆိုတော့မျက်နှာတက်တဲ့အချိန်လို့ skin care လိမ့်တဲ့အချိန်ဆို texture က so smooth တလားအဲ့လိုကန်လိုက်လို့ရှိရင်လေဒီဆက်ပြာတိုက်တဲ့အချိန်လေးတို့ serum လိမ့်တဲ့အချိန်ကျရင်အဲ့လိုချက်ချင်း so smooth အဲ့ဒါတွေကချက်ချင်းကိုတိရနောင်နေလိုမျိုးချက်ချင်းတိပြီးတော့ခံစားရတဲ့ result မျိုး mask ထားတဲ့အချိန်တွင်းမှာဒီခိုးမုတ်သုံးပြီးလို့ရှိရင် max တရား serum င်မျက်နှာတွေပုံပြီးစိတ်ဝင်လွယ်တယ်။ပြီးတော့ရောင်ရမ်းနေဝက်ချန်နေအသာအရည်နီမြန်းမှုတွေကိုဒီခူးမုတ်တွေကအများကြီးရှော့ချပေးနိုင်တယ်ပေါ့နော်။ကိုယ့်ရဲ့ daily skin care တွေမလုပ်တဲ့အခါတိုင်းပေါ့နော်။မှာ moisturizer လိမ့်ပြီးရဲ့အခါတိုင်းမှာဒီ moist လေးနဲ့အသုံးပြုပေးနိုင်ပါတယ်။အသားအရည်လေးကိုပို့ပြီးတော့တင်းတင်းရင်းဖြစ်စေတယ်။အဆိုတက်ပို့ပြီးတော့ပြည့်စေရယ်။အသုံးပြုလိုက်တဲ့ skin care တွေကိုဆိုလို့ရှိရင်လည်းအသားတွေကိုပို့ပြီးတော့စိတ်ဝင်စေရယ်ပေါ့နော်။